သမရမှာတကယ်အာနာရှိလားကြည့်အောင်စဉ်းစားပုံစဉ်းစားနည်းလေးတွေရှိတယ်ပုံမှန်တွေဖတ်ပြီးစဉ်းစားရင်လည်းရတယ်ဥမာပုံမှန်တစ်ခု230နဲ့နှစ်ပေါ့ဗျာဝင်းကြီးတွေကိုခတ်နိုင်တဲ့အာနာအဲ့တော့နိုင်ငံတော်သမရဟာတကယ်တိုင်းပြည်ရဲ့အကြီးအကဲအစိုးရအဖွဲ့ရဲ့အကြီးအကဲမှန်ရင်ဘယ်လက်အောက်မှာအလုပ်လုပ်မဲ့ဝင်ကြီးတွေကိုဘယ်သူခန့်ရမလဲသူပဲခန့်ခန့်လို့ရတယ် အရေးမပါတဲ့ဝင်ကြီးအကုန်ခန့်လို့ရတယ်အရေးမပါတဲ့ဝင်ကြီးဌာနတွေအရေးပါတဲ့ခုနဆရာပြောတဲ့တည်းပါတယ်ကာကွယ်ရေးပြည်ထရေးနဲ့နေဆက်ရေးရအဲ့ဒီအဖွဲ့အားလုံးကလက်နက်ကင်တဲ့အဖွဲ့ကြီးပဲအဲ့ဒီဝင်ကြီးသုံးဌာနရဲ့ဝင်ကြီးရောဒုတိယဝင်ကြီးရောသမရခန့်လို့မရဘူးကာကွယ်ရေးဥစ္စာကခန့်မယ်အဲ့ဒီလိုကာကွယ်ရေးဥစ္စာကခန့်တာကိုလွတ်တော်လဲညှင်းပယ်ခွင့်မရှိဘူးအဲ့ဒီလိုခန့်ထားတဲ့ဝင်ကြီးဒုဝင်ကြီးတွေကို တမရမှာဖြုတ်နိုင်တဲ့အာဏာလည်းမရှိဘူးအဲ့ဒီအတိုင်းရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားရေးထားတယ်အဲ့ဒီတော့ကျွန်တော်တို့တမရကြီးသည်နိုင်ငံအတွက်အမတန်အရေးကြီးတဲ့ဝင်ကြီး၃ပါးကာကွယ်ဝင်ကြီးပြည်ထောင်ဝင်ကြီးနေဆိုင်ရဝင်ကြီးအဲ့ဒီဌာနများရဲ့ဒုတိယဝင်ကြီးများခအခွင့်မရှိဘူးအဲ့ဒီအာဏာကာကွယ်ရေးဥစည်းချုပ်ကိုလုံးဝအုပ်သုံးအပြတ်ပေးထားတယ်ခင်ဗျားတို့စဉ်းစားလို့ရအောင်ပြော